ဆမ်မဲအဲ့ဒီနေ့ကမိုးတွေအုပ်နေတဲ့နေ့အင်းအားကံကိုဖျက်ပြီးတက်ခတ်လာတဲ့လီဘီလီညင်းလေးတွေကကျွန်တော်နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့လုံစွာချစ်စရာကောင်းသောကျွန်တော်ချစ်သူပန်ပန်လေးရဲ့ဆန်နယ်လေးတွေကြားမထီတထီကြီးစေဖျက်တမ်းသွားတယ်။ကိုလက်တရားလီဘူးတွေကိုသူ့ကြိုးနေတော့သွားကြတဲ့ကမောက်ထုတ်လိုက်တဲ့ကံအဆက်မှာလေ စီကံရှိသောတောက်တော်သားတို့ချို့ပြစ်ချထားခဲ့သောပုံမီသားကွန်ဒုံများနဲ့ပလတ်စတစ်ဘူးကွန်တို့ချို့ရေလိုင်းသေးသေးလေးနဲ့အတူရိုက်ခတ်ကာကန်ဆက်သို့လာကပ်နေတယ်။လက်မဘာပြစ်ရှိလို့လဲပန်းလက်မဘာပြစ်ရှိလို့ပန်းကလမ်းခွဲမလို့ပြောရတာလေ။လွေတလုံးကိုတစောင်းလေးလွေထားပြီးဆူရှနေတဲ့ဆွေဆောင်မျက်လုံးနဲ့သူ့မကိုခန်းစားချက်ပြစ်ခင်ကြည့်ကမေးလိုက်သည်။နေကတော့ပေါ်အရင်ကလည်းဒီတိုင်းပဲနောက်လည်းဒီတိုင်းပဲနေမှာ။ တသက်လုံးလဲဒီတိုင်းပဲနေမှာပဲနေနဲ့ကပြက်ပြီသူမရဲ့အတန်ကကိုလက်အပေါ်မှာလွန်စွာခါတိမှုပြင်းထန်နေပြီးဆုံးဖြတ်ချက်တစ်ခုကိုခိုင်ခိုင်မာမာချကပြောလိုက်သည့်လေတံမျိုးဂျင်းမောက်မီအိတ်ထဲလက်လိုက်ကလက်တီကြစ်ကြစ်ဆုပ်ခေါင်းငိုက်ဆိုင်နဲ့ယက်နေတဲ့ကိုလက်ရဲ့မျက်ဝန်းအိမ်ထဲမှာတော့ပန်ပန်ရဲ့ခါတိမှုဒဇင်းဆန်မှုစတဲ့အပြောဆိုအမူအရာတွေကြောင့်အမေကြီးဒေါခင်ဝိုင်းကြီးတည်သွားတာတော့မျက်ရည်မကျခဲ့တဲ့ကိုလက်တယောက်မျက်ရည်တွေဆုပ်တက်လာတယ် ညာနေ့ကိုစောက်ကြည့်နေခဲ့တာကြာပြီ ပြင်မလားပြင်မလားနဲ့နေကပိုပိုဆိုးလာတာပဲရှိတယ်အခုဆိုငါတငယ်ချင်းတွေကပါမေးလာကြပြီ နေဘဲကဘာကြီးလဲတဲ့မရှိတဲ့ဟာပပန်ရဲ့ရှက်စိတ်နဲ့ဒေါသရောထွေးနေတဲ့အတန်တွေကအဆုံးသတ်မှာငိုတန်တက်တိတ်လေးပါလာပြီမယ်ပပန်ရဲ့မျက်နှာမှာတော့မာထန်လို့နေတယ်ကာလာမပေါ်မှာတော့မီးပွိုင်ပြက်နေပြီမယ်ပြက်နေတဲ့မီးပွိုင်နာကားသွားမရှင်းပဲ ကြောင်ကြောင်နားကနေကြားချောင်းချောင်းနေတဲ့မော်တော်ဘီကေတအုပ်ချောင်းကားတွေရှုပ်ရှက်ခက်လို့နေကိုအချစ်တွေကပန်းအတွက်ဘေးထွက်ဆုံးချိုးရှိမယ်လို့ကိုတကယ်မထင်ခဲ့မိလို့ပါပန်းကိုစိတ်မကောင်းပါဘူးဒါပေမဲ့ကိုလက်တယောက်သူပြောနေရင်စကားစကိုဖြတ်ကရင်ထဲစိုးတက်လာတဲ့ခံစားချက်တွေကြောင့်အဝေးကိုငေးကြည့်နေပြီမယ်မျက်လုံးထဲမှာပလန့်ပုံရိပ်တွေပဲစိုးမိုးလို့နေနေကိုမင်းကိုအရန်ချစ်ခဲ့တာကိုတော့ယုံပေးပါပန်း နိုင်ခဲ့ဘူးတဲ့မျက်နှာနုနုလေးကကိုလက်ရဲ့ဆန့်ကျင်ဘက်ရှိရာသို့လှည့်သွားတယ်။အမြဲတမ်းစိတ်ကောက်တက်တဲ့ဂျစ်ကကံမျက်နှာဘေးလေးနဲ့ပန်တရားကိုအခုတော့ဆုံးဖြတ်ချက်ပြတ်သားဟန်နဲ့အသက်မဲ့လိုနေတယ်။ပြန်တော့မယ်။ဒီတကာတွေ့တာနောက်ဆုံးပဲ။နေငါကိုလုံးဝလာမပတ်သက်ပါနဲ့တော့ဆိုပြီးသူမရဲ့အတန်ကလက်ရှိအချိန်ဒီကဘာကြီးပေါ်မှာအတီငိမ့်ဆုံးဖြစ်လို့နေတယ်။အင်အားကံပြင်းပေါ်ဖြတ်တန်းစီးဆင်းလာတဲ့လေနူအေးအေးလေးတွေက ကိုလက်ရဲ့ရင်ထဲကပူလောင်မှုဒဏ်တွေကိုဘလို့မှဖြစ်သေးပေးနိုင်ဖို့မပေါ။ဆုံးဖြတ်ချက်ပြတ်သားနေတဲ့သူမကိုအနာကထွက်မသွားဖို့ဘလို့မှလည်းပြောမထွက်ရတော့ခေါင်းငှက်ဆိုင်ကြလာ။ကိုတို့ဘလို့မှမဖြစ်နိုင်တော့ဘူးလားဗန်။အတူတူဖြတ်တန်းခဲ့တဲ့အမတ်တရားတွေကချက်ထားတစည်းရှေ့ကဖြတ်သွားသလိုမျိုးတရေရိပ်နဲ့ပေါ်လာလို့နေတယ်။ဘလို့မှမဖြစ်နိုင်တော့ဘူး။နှုတ်ဆက်ပါလေကိုလန်။ပန်တရားဒီလိုပြောဆိုပြီးလက်ထွက်သွားတယ်။ ်တလောကလုံးမှာသူမတယောက်တည်းကိုပဲတကပါထင်ခဲ့တဲ့ကိုလက်အခုတော့သူ့ရဲ့မျော်လင့်ချက်ကြီးတွေကညှို့တက်နေတဲ့တိမ်တိုက်တွေကကြားလာတယ်မိုးဆက်တွေနဲ့အတူအင်အားကန်သေးသူစီးဝင်ပျောက်ရှာသွားလိမ့်မည်ကိုလက်မကြာနေသောမျက်ရည်စမ်းများကို သူ့ရဲ့လက်ဖမိုးဖြင့်ပင့်တုပ်ရင်းခဏလေးခဏလေးကိုပြောစားရှိသေးလို့ပါပန်းကြောခိုင်းထားတဲ့သူမခြေလမ်းတွေကတုန်ခနဲ့ရက်သွားတယ်ပြီးတော့ချစ်စီရာကောင်းသောမျက်ဝန်းလေးနဲ့ပန်တယောက် ကိုလက်ကိုဖြည်းဖြည်းချင်းလက်ကြည့်တယ်။ကိုလက်တရားတက်ပြင်းချပြီးရီစာဖြစ်စဉ်က Facebook account, Instagram account, Gmail account, Phone account အကုန်ပေးထားခဲ့တော့လေ။လိုအပ်ချက်ကြီးတခုကြံနေခဲ့တဲ့အတွက်သူမအားပြောရန်ဆုံးဖြတ်ချက်ချလိုက်တယ်။ဘာပြောမလို့လဲကိုလက်။ပမ်ပမ်မာစိတ်မရှိစွာဖြင့်မေးလိုက်တော့အတန်းကိုလက်မာတကယ်တော့တကယ်တော့ကိုဟာဝူတန်ကိုင်းရဲ့ နောက်ဆုံးမျိုးဆက်ပါပဲပန်းအဲ့ဒါကြောင့်နေကောင်ကလမ်းခွဲတာတပတ်သားကောင်နေနဲ့ကပေကံပြက်ပြီဆိုပြီးပြောသွားကခတ်တုတ်တုတ်ထွက်သွားလီတော့သည်အဲ့ဒီနေကလေးကပန်းနဲ့ကိုလက်တို့နှစ်ယောက်ဘလို့မှ ပြန်မဆုံးဖြစ်ကြတော့